့ပါရီလုံးနေကြမှာလဲရှင်ဒီနေ့မှာတော့အခုဒီမှာတော့နေ့လဲ7နိုင်ရှိပါပြီလို့တော့နေ့လဲ7နိုင်ထိုးနေပါပြီအားလုံးတင်ကြမှာမှာနဲ့ရှိကြရလားเนาะဒီအခုချက်မှာတော့ ။နည်းနည်းကတော့ live မလွှင့်ဖြစ်ဘူးတော့မ like ကလည်းကျွန်မဒီရက်တွေမှာ live လွှင့်တာအရင်ပြင်တာမသိလား။အဲ့ live တတရက်ပေါ့နော်ကိုက live မလွှင့်တော့ဘူးဆိုလို့ရှိရင် YouTube ကလည်းအမြင်တမ်းလေး message ပို့လာတာပေါ့နော်။အဲ့လိုဘာဘာလို့စာလဲတော့ကိုလည်းကိုလည်းခါမှလိုမျိုး live တွေဘာတွေမသုံးဘူးတော့မလွင့်ဘူးတော့မသိဘူးပေါ့နော်။ you know ဆိုလို့ရှင် live လွှင့်နေဆိုလို့ရှင်လို့ပေါ့သူကကြည့်ရှုသူများလာမယ်။အဲပြီးလို့ရှင်နောက်ပိုင်းကျတော့အဲ့လိုမလွင့်တာကြာလို့ရှင်သူက လို follower ပြုတ်ကြသွားတာဖြုတ်ချတာလားကိုလည်းမသိဘူး။ဒီပေါ်တော့ကိုကလည်းပြောချင်တာအနေကအဲ့ခါလေးကြလို့ရှင်လို့ဘာပြောလို့ပြောမှလည်းမသိဘူးပေါ့နော်။တချို့အရာလေးတွေမှာကိုကပြောတယ်ဆိုတော့တိုက်ဆိုင်မှုလေးတွေရှိလို့သူများတွေအကျိုးဖြစ်ချင်ဖြစ်စေချင်တဲ့ဟိုအရာလေးဆိုလို့ရှင်တော့ကိုပြောတာပေါ့နော်။သူများတွေအကျိုးဝင်မဲ့အရာလေးပေါ့။ဒါမဲ့ အဲ့လိုမဟုတ်ဖဲနဲ့ဟိုတက်တက်ကြီးတည်မလားဟိုဟိုဟိုတရင်ပြောတရင်ပြောအဲ့လိုမျိုးမပြောချင်ဘူးပေါ့နော်ဟိုအဲ့လိုမျိုးပေါ့ကိုသူများအတွက်အကျိုးဖြစ်စေချင်တာပေါ့အဲ့ဒါနဲ့ဖြစ်ချင်တော့ဟို Facebook ကနေပြီးတော့ဟို post တစ်ခုပေါ့နော် Facebook ကလည်းအသစ်ပြနေတာမကြသေးခဏခဏဟိုအထုခံနေရတော့ report ထုခံနေရတော့ Facebook ကိုလည်းကွာအဲ့လိုမျိုးမသုံးဖြစ်တာ Facebook ကခုနကတနည်းပဲရှိသေးတော့ memories တက်မလာပြီမဲ့ TikTok မှာတော့ကိုကအဲ့လိုမျိုးပေါ့ဟို memories တက်လာတာပေါ့နော်တက်လာတဲ့အခါမှာပြန်ကြည့်တော့မနေ့ကမနေ့ကရက်ဆွဲနဲ့ပေါ့နော်မနေ့ရက်ဆွဲနဲ့ပြန်ပြက်လာတာပေါ့မနေ့ရက်ဆွဲပြက်တဲ့အခါကျအော်လို့အဲ့ရက်ကိုကိုကပြန်တတိရသွားတယ်အဲ့ရက်ကိုကိုပြန်တတိရသွားတော့တချို့အကြောင်းအရာတွေကပြန်တတိရတဲ့အရာတွေကဝမ်းနဲ့ချီခွဲစရာ ဖြစ်တာပေါ့နော် ့ဩဟုတ်တာပဲမနေ့ကဒီလိုချိန်မှာငါဟာတော်တော်လေးဆေးရုံမှာတက်လိုက်ရတာဟိုမနေ့ကဟိုပေါ့ဒီ panic attack နဲ့ပေါ့နော်ဒီလိုမျိုးဖြစ်သွားတာပေါ့နော်ဆေးရုံတက်လိုက်ရတာပေါ့နော်ငါဆေးရုံတက်လိုက်ရတာပဲလို့အဲ့ရာဆိုရင်ပေါ့ကိုကိုကိုတော်တော်လေးပေါ့နော်ဟိုအရင်ဟိုဒီလိုဒီလိုအခုလိုမျိုး7နာရီလောက်မှဖြတ်ဖြတ်တာတည်တာအသက်ရှူလို့မဝပဲနဲ့တက်ရှူလို့မရပဲနဲ့ချက်ချင်းတခါတယ်ဒီဆေးရုံပြေးရတာပေါ့နော်အဲ့ဒီမှာလည်းသူတို့ဒီ ဒီဆေးရုံနေပြီးတော့ဒီမနှလုံးပေါ့နော်နှလုံးဆက်တက်တဲ့အရာတွေအကုန်လုံးပေါ့ ECG ကကုန်ရိုက်တာပေါ့နော်အဲ့လိုမျိုးပမနစ်ကဒီလိုအချိန်ပေါ့နော်ငါငါဆေးအောင်တက်လိုက်ရတာပဲဆိုတော့အဲ့ရအဲ့အကြောင်းအရာလေး ਨੇ ပတ်သက်ပြီးတော့ပြောပြချင်ပါတယ်အဲဒီခါလေးကြာရင်လူတွေကဟာတချို့ခါတချို့အရာတွေမှာတချို့ ပေါ့နော်တခါလေးကြာလို့ရှိရင်အလူလူသားတွေကစိတ်တွေပါလေအယဉ်ညင်လာတဲ့ခါကြာလို့ရှိရင်သိလို့မလားအခက်ခဲဒုက္ခတွေရှိလို့ရှိရင်ဟာငါသိသွားရင်ကောင်းမှာပဲလို့အဲ့လိုမျိုးမတွေးလိုက်ပါနဲ့တကယ်တမ်းဖြစ်လာပြီဆိုရင်လေဒီမှာမတည်ချင်ပါဘူးနော်ကိုယ့်အသက်အန္တရာယ်ရလတေတေနေစီလို့တည်တာတည်တယ်ဆိုတော့နားလည်းပြီးပြီမဲ့ဒီခါလေးကြာကုတ်နှုတ်ကစီးသွားတာတို့ပေါ့နော်တချို့ကြာလည်း လို့ပေါ့မသေးသေးမင်းနဲ့တည်တာတို့ဘာလို့မရှိတာပေါ့နော်အကြောင်းအရာလေးရှိတယ်အဲ့ခါကြာလို့ရှင်နေကိုကပြန်စမ်းစားတာပေါ့ဟုတ်အဲ့နဲ့မနစ်ကဒီလိုချိန်လေးမှန်ကဒါလည်းဖြစ်ခဲ့ပါလားဆိုတော့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့အနီကပြောပြချင်တာပေါ့နော်ဘာကြောင့်ဒီလိုမျိုးမနစ်ကဒီလိုချိန်မှာစေုံပြရလဲဆိုတော့အကြောင်းအရာလေးကိုပြောပြတဲ့အခါမှာလည်းအားလုံးကို အသိစေချင်တာပေါ့နော်လူလူတိုင်းမှာခက်ခဲဆိုတာရှိတယ်လူတိုင်းမှာခါလဲချဖြစ်ပြတဲ့အရာတွေခါကြလို့ရှိကိုယ့်အတွက်ဒါတွေကတင်ညာစာတွေလည်းယူတင်တာပေါ့နော်အဲ့ဒါလေးကိုအဓိကထားပြီးတော့ပြပြမှာပေါ့နော်ဒီမှာလေအဲ့အေးတဲ့အခါကျတော့လေနားလေးစီးတာပေါ့နှာခေါင်းပိတ်တာညာဆိုးတယ်အဲ့ဒီကအရင်တော့ကမြန်မာပြည်မှာပေါ့နော်ကိုကဒီ အိမ်ရှိတာပေါ့နော်အဲ့အိမ်ရလဲလေတကယ်တော့ကျတော့ကိုကအဲ့ channel အိမ်နေမလို့ချင်ပါဘူးဘာလို့မလို့ချင်လဲဆိုတော့ကိုကအမြင်ကမိလဲပြောတာပေါ့နော်ဟာမနေချင်ဘူးပိုက်ညီမပြီးမှ channel အိမ်နေမလို့ချင်ဘူးဘာကြောင့်လဲဆိုတော့ဟိုကိုကိုကမြန်မာပြည်နိုင်ငံသားမဟုတ်တော့ဘူးလေနော်ကိုကဒီမှာနေနေတာကကိုမြန်မာပြည်မှာနေတဲ့နှစ်သက်ထက်တောင်တက်ကဟိုနှစ်သက်ကပို့ပြီးတော့ရှိကြတာပေါ့နော်ကိုမြန်မာပြည်မှာနေတဲ့နှစ်သက်ကဘယ်လောက်ရှိမှလဲဒီမှာနေတဲ့နှစ်သက်ကတက် နှစ်နှစ်ပေါင်း33တွေရှိနေပြီလေဆိုတော့ဒီမှာနေနှစ်နှစ်ဦးရေကပုံများတဲ့ကြောင့်ဘာမှလည်းမလို့ချင်တော့ဘူးပေါ့နော်ဒီမြမပြည်မှာအင်ဝဲတာလို့ခြံဝဲတာမလို့ချင်ဘူးဒါပေမဲ့အနည်းအမြဲခါကြလို့ရှင်သူကအဲ့လိုပေါ့နော်သမီးတန်းနေကြလို့ရှင်ကသမီးနေပြန်လာလဲနဲ့လာလဲပေါ့နော်အဲ့ခါကြလို့ရှင်ကိုအဲ့အနည်းအရလို့အဲ့လိုပြောလို့အမေပြစ်တင်တာမဟုတ်ပါဘူးဒါပေမဲ့ခါကြလို့ရှင်လည်းကိုရဲ့ဆုံးဖြတ်ချက်ကကိုရဲ့မိသားစုရဲ့ဒီပေါ့အဖြစ်အများကြီးပါတာပေါ့နော်ပါတဲ့အခါကျတော့ အဲ့ဒါနဲ့ကိုကအဲ့အိမ်ဝဲခြံဝဲလိုက်တာပေါ့နော်ခြံဝဲပြီးတော့ကိုကအိမ်မှာအိမ်ကိုလည်းကိုကလည်းအော်တင်နော်ကိုကအဲ့ဒီအရလို့အိမ်နေပါတယ်ဆိုလို့ရှိရင်ဒီနေ့ဒီနိုင်ငံကစကန်ဒီနေးဗီးယားကဒီနိုင်ငံတွေကအိမ်ပုံစံမျိုးသဘောကျတယ်ရိုးရိုးရှင်းရှင်းလေးနဲ့လေသိရမလားဟိုကလာဆန်ဒီယားဥစားပေါ့မိခိုးနဲ့အဖြူပေါ့နော်တထက်တိုက်ကလေးပေါ့ပူပူလေးနဲ့အဲ့ဒီကနေလို့နေရှင်စပွဲလေးကိုကမတ်ခောက်ဆောက်တဲ့ ကိုစောက်တဲ့အချိန်မှာကိုရှိတာပေါ့နော်အဲ့တော့ကိုနှစ်ပတ်ပြန်လာတဲ့အခါတော့ကိုပြန်လာတဲ့အခါကျတော့ကိုနှစ်ပတ်နေလိုက်ရတာပေါ့နော်အဲ့မှာပစ္စည်းပစ္စည်းရတယ်ဆိုလို့ရှင်လဲကိုစိတ်ချက်ကိုကိုဝယ်တဲ့ဝယ်ထည့်ထားတာပေါ့နော်အဲ့တော့ဆိုလို့ရှင်အဲ့ဒါနဲ့ပြီးလဲပြီးသွားတော့တခါတည်းအဲ့ဒီမှာဟိုပေါ်တိတန်းနဲ့စောင့်တဲ့အိမ်ကတချို့ကချရပါဆွဲမကောင်းလေနော်အဲ့ဒါနဲ့တခါပြန်ပြီးတော့ပါကဖြစ်အောင်ဆိုပြီးတန်ဖရိတ်နဲ့အကုန်ပြန်တက်တာတန်ဖရိတ်နဲ့အကုန်ပြန်တက်ပြီးပါကပြန်ပြန်ဆောက်လိုက်တာပေါ့နော် ဲ့ဒီဆောင်းတဲ့ချိန်မှာအာနာတိန်နဲ့ရှင်သွားတိုးလိုက်ပေါ့သွားတိုးတဲ့အခါကျတော့တလိုင်းဆိုတော့မဆောင်းလုံးဖြစ်တော့လို့မိုးရင်းဆိုမိုးရမ်းမအဲ့မှနေလောက်လိုက်တဲ့အမားတစ်ခုကအဲ့အမားတစ်ခုကအခုချိန်ဒီဆိုမှဆိုမှအန်ဒီအတွက်တကယ်အမားပေါ့နောင်တရရတာပေါ့နော်ဒီအမားအတွက်အရင်နောင်လာရမည်တဲ့ဖြစ်ချင်တော့အဲ့ဒါနဲ့ကဲမထူးတော့ဘူးငါလည်းပြန်လာမှာမဟုတ်တော့ဘူးဆိုပြီးတော့အဲ့ဒီအေးအေးငါပြန်ရမှာပေါ့တကယ်ပါအနည်းအိမ်ကြီးကတကယ်လဲတန်ဖိုးရှိတာပေါ့မိုးရင်းဆိုလို့ရှိရင်လဲရေဖို့ဆရာမလို့တော့ပုံမှာ ဂုံးပေါ်လေးမှာစောက်ထားတဲ့အတွက်ကြောင့်လုံးဝရေလည်းမဝင်ဘူးပေါ့နော်တန်တန်ဈေးနဲ့ဆိုလို့ရှိရင်ဒီနေ့ဆိုတော့သူတို့ပြန်ရောက်နေရဝဲလိုက်တဲ့လူကတန်တန်ဈေးနဲ့ဆိုလို့ရှိရင်သူလေးစားလာသူမြတ်သွားတာပေါ့နော်ပြောချင်တာပါလဲဆိုတော့အဲ့ဒါဖြစ်ချင်တော့ပတ်စံပို့ဖို့ပေါ့နော်ဟိုငွေရဲ့ငွေကြေးအမောင့်ကိုရှင်းပြမယ်ဆိုရင်ဒီကနေပို့လိုက်တဲ့ငွေကနော်ဒီကနေပို့လိုက်တဲ့ငွေကဟိုရောက်သွားပြီဆိုလို့ရှိရင်အလူငွေရဲ့ဒီပေါ့ ပတ်စံတန်ဖို့ကမြင့်နေတဲ့ကြောင်းဟိုမှာကြတော့အခုဆိုကဒီက1000ဆိုလို့ရှင်ဟိုမှာထားတော့ပြပြတာဟိုမှာတတန်းဖြစ်ချင်းဖြစ်မယ်တွတ်ပြတာပေါ့နော်အဲ့လိုမျိုးပေါ့ဒါမဲ့အဲ့ဒီကိုရောင်းလိုက်တဲ့အချိန်မှာအနေမှာမတန်တဆင်းနဲ့ကိုရောင်းလိုက်တာပေါ့နော်ညီမပြရဲ့အချိန်နဲ့ကြောင်းလိုက်ကိုမတန်တဆင်းနဲ့ကိုရောင်းလိုက်တယ်ရောင်းလိုက်ပြီးတော့ဖြစ်ချင်တော့အဲ့ဒီမှာပတ်စံအနေကအဲ့ပတ်စံဘာလို့မှလဲတိတမ်းမနေကိုဒီပြန်ဒီကိုပြန်ယူရမယ်လေနော်ပြန်ရအောင်ဆိုတော့ဟိုအမောင် ငါလည်းနည်းနည်းညားတဲ့အခါကျတော့အဲ့ပတ်စံကိုပြန်ပို့ခိုင်းရတာပေါ့အဲ့မှာရင်ပြဿနာတက်တာဘယ်လိုပြဿနာတက်လဲဆိုတော့ဟိုအန်ဒီတို့ကပတ်စံကိုအန်ဒီစီထည့်မယ်ဆိုဒီမှာအခွန်နဲ့ဒီအနုနိုင်ငံနဲ့အခွန်နဲ့နေတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်အခွန်ကရှင်းရတာရှိရလေသူများနိုင်ငံကအလို့စီပတ်စံပို့ရဲဆိုဘာလို့ဒီပတ်စံအများကြီးပို့တာလဲတရားရှိတာပေါ့နော်ဒီပတ်စံဘာတွက်လာတယ်သုတ်တိတာကမြန်မာပြည်ကနေလာတဲ့ပတ်စံဆိုတော့သူရှင်းတော့မယ်လေအဲ့ဒါမှထိုင်းကနေတဆင့်ပို့တာပေါ့နော် တို့ကြည့်တာပေါ့နော်အဲ့ဒီမှာလည်းဘာဖြစ်သွားလဲဆိုတော့ပတ်စံပို့တဲ့အခါမှာ jam ဖြစ်သွားဖြစ်တဲ့ခါကျသူများတို့ကလည်းဖြစ်တယ်အင်းကလည်းသူများအကောက်ကိုလှမ်းတောင်းရတာပေါ့ပြောမယ်ပို့ကလူရင်းတူရှင်ပြောမယ်ဆိုတော့အနည်းပတ်စံကိုအဲ့ပေါ့နော်ပို့ခိုင်းတဲ့လူကလှဲ့လှဲ့ပြီးတော့တုံးလိုက်တာပေါ့နော်အဲ့မှာလေးဟုတ်ဘလို့ခေါ်လဲအဲ့ဒီတော့သိလိုက်တဲ့ချိန်မှာလေးအဲ့ရခံစားချက်ဟင်ကပတ်စံသူများလိန်သွားပြီလို့ဒီလိုက်တဲ့အချိန်မှာတကယ်ခံစားရတာ အမှန်လို့အသက်ရှူလို့မဝဖြစ်လာတယ်။ပြီးတော့စိတ်ထဲမှာလည်းလေဟဲ့ငါဆုံးရှုံးသွားပြီပေါ့နော်။ဘာငွေပါလဲဆုံးသားလဲဆုံးလားအဲ့လိုမျိုးပုံစံလေးသိမလားကိုကဒီအင်ယူကွန်မတန်ရစီနဲ့လည်းကိုရောင်းလာသေးတယ်အဲ့အပြင်ကိုအဲ့အပြင်ကိုပုံတော့ဒီအင်ရဟိုပတ်စံကိုလည်းသူများကတပတ်လှန်နဲ့တုံးလိုက်တဲ့ပုံစံဆိုတော့အဲ့မှာရင်ဟာတကယ်ချက်ချင်းကိုလေးဆေးုံပြေးလိုက်ရတယ်အဲ့မှာအဲ့အဲ့ပြောချင် ်တာပါလဲဆိုတော့ရှောက်ဖြစ်သွားတာပေါ့နော်တကယ်ဆိုတရားသဘောနဲ့ဆိုတော့တရားသဘောနဲ့အဲ့ထောင်ကကုနာမလဲတော့ဘူးလေတရားသဘောနဲ့ကုမလို့ရှိတော့ကုလို့ခြင်းကကုပ္ပဆံကိုပြန်လို့ခြင်းတာပေါ့လူတွေကကုပ္ပဆံဆုံးရှုံးအဲ့လိုပဲလေနော်တရားသဘောတွေပါလဲကုမကျင့်သုံးနိုင်တော့အသက်ကချက်ချင်းရှူလို့မဝဖြစ်ပြီးတော့ကျက်လာပြီးတော့လေခေါင်းတွေကမူးလာတာသိလားခေါင်းတွေမူးလာမူးလာမူးလာပြီးတော့တခါတည်းလူကလေအဲ့လိုမျိုးရှူလို့မဝတော့ပဲလေလူကမူးလာပြီးတော့ခြေလက်တွေထုံကျင်ပြီးတော့လေဘာမှ မမြင်လို့ဖြစ်သွားတာအဲ့အဲ့ဒီမျိုးသားချက်ချင်းကိုပေါ့နော်ဒီ ambulance ကိုခေါ်တယ်ခေါ်ပြီးအန်ဒီကိုရှင်းရှင်းစေရင်ပို့ပေးတာပေါ့နော်ပို့ပေးတဲ့ခါမှာသူချက်ချင်းဘာလုပ်လဲဆိုတော့တခါတည်းအဲ့ဒီပေါ့ဒီအန်ဒီရနဂိုလေးကလည်းဆေးမှာ record record တွေပေါ့ record ရှိထားတဲ့အခါကျတော့အဲ့နှလုံးနဲ့ပတ်သက်တာရှိတာဆိုချက်ချင်းတခါတည်းသူစမ်းသပ်မှုလုပ်တယ်သက်ရှူဖို့ပေါ့နော်အကုန်လုံးသက်ရှူလို့ရအောင်ဆိုပြီးသူတို့အကုန်လုံးပေါ့နော်ဒါလိုက်သူလုပ်ပေးတာပေါ့နော် ပြောနေတာတခုတော့ကောင်းတာပေါ့ကျွန်တော်ဒီတိုင်းမှာနေရတာပေါ့ကိုယ့်အတွက်ဟိုအဲ့လိုမျိုးအေးပေါ့စကမ်သွားတာလीအဲ့ခါကြလို့ရှင်တော့တချင်းတို့လုတ်ပေးတာပေါ့အဲ့မှာတချင်းအသက်ပေါ့အသက်ရှူလမ်းကြောင်းနေဖွင့်ရအောင်လုတ်ပေးတယ်ပြေအဲ့လိုပေါ့စိတ်ကိုညင်အောင်ပေါ့နော်ဒီ shock ဖြစ်သွားတာတခြားဒီညင်မှုအတွက်ကိုစိတ်ညင်စိတ်ခါတဲ့ဆချင်းပေါ့သူထိုးပေးတာပေါ့နော်အသက်ရှူလမ်းကြောင်းပြန်ပြီးတော့အကုန်လုံးလဲပွင့်သွားအောင်ပေါ့နော်တန်ချက်အသက်ရှူလုံးဝမရတော့နေ အဲ့ဒါနဲ့ပြီးတော့တေချောပေါ့နော်စေးပါတွင်းပြတာပေါ့တချင်မနေယူပေါ့နော်အဲ့ဒါစိတ်ကိုပြန်လျှော့ပြန်လျှော့ပြန်လျှော့ပြီးတော့မှအဲ့ဒါနဲ့ဟိုပေါ့ heart attack တုံးဟိုဖဲနဲ့ panic attack ဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးဖြစ်သွားခဲ့တာပေါ့ပြောချင်တာပါလဲဆိုတော့အဲ့နဲ့အဲ့ပုံလေးတွေအန်ဒီအမျိုးသားရိုက်ထားတော့အဲ့တာတားရရတဲ့တိလို့မေးဖြစ်တော့စိတ်မကောင်းဖြစ်တာပေါ့နော်အဲ့ဒီမှာရင်အဲ့ အနည်းညီမတွေတခုတော့ကောင်းပါတယ်ညီမတွေအရန်ပဲပေါ့နော်အဲ့ဒီအလိန်နဲ့သူကသူ့နဲ့တည်နေတယ်ဆိုတော့ဒါသူ့သွားပြောဒါဖြစ်သွားလဲဆိုတော့ကုပ္ပစံပြန်ရလားဆိုတော့နောက်တစ်ခါကိုပြန်ဆက်တာပေါ့ခေါင်း꿰သွားတာပေါ့နော်ခေါင်း꿰သွားတယ်ပြောချင်တာဘာလဲဆိုတချို့ຢာတွေမှာကိုကမစင်မစင်လုတ်ခဲမိရရှိမယ်နော်ကိုကိုအနည်းတကယ်ကျအဲ့ပြောတာပြီးအနည်းလုံးဝအနည်းပါလေဝဲဝဲအနည်းစိတ်မကူတာအနည်းလို့အနည်းရဲ့ ဘဝမှာအမြဲတမ်းကိုဖြစ်ချင်တာခီးသွားတာပဲကွာနာပါခီးသွားတာလေအမေအမေရလေဝင်လိုက်ပါတနည်းရဲ့ဓာရီရှိတင်နေဓာရီရှိတင်နေဓာရီဘယ်လိုဖြစ်ပြန်အမေကအရင်ကလည်းပြန်ပြီဒါကြတော့ကွေးပါစကားပြန်နောက်ထောင်တာပေါ့နော်ငါပြောကလေးအောင်ပါဆိုတော့ဒါမှအရင်နောင်တရပါတယ်ဒါကြောင့်တချို့အရာတွေမှာဟိုပြောချင်တာလေဆုံးဖြတ်ချက်တစ်ခုလုပ်တော့မယ်ဆိုရင်ကိုနီကိုဟန်နဲ့ကိုရဲ့ဒီပေါ့ဟိုနှလုံးအတွင်းထဲလာတဲ့အရာကိုပဲ emotion ပေါ့နော်အဲ့ဒါကိုပဲ လုပ်ပြီးတော့စွန့်ဖြစ်ချပါပေါ့နော်။ဘာကြောင့်လဲဆိုတော့တချို့နေရာတွေကကိုကဟိုမိဘစကားကိုနားထောင်လိုက်လို့ကိုလုပ်ခဲ့တယ်မှာအမအမားတွေအများကြီးပါတယ်။တချို့အရာကြောင့်လဲကိုကနားထောင်တဲ့နားထောင်တင်တော့နားထောင်တင်တာပေါ့နော်အဲလိုငွေကြီးလို့စီးပွားလို့သူတို့အမြင်နဲ့ကိုယ်အမြင်နဲ့မတူဘူးလေနော်ပြီးတော့ကိုစီးပွားရကိုကိုလုံးမယ်ဆိုလို့ရှိရင်ကိုလုံးတဲ့စီးပွားနိုင်ငံကဘယ်နိုင်ငံမှာငါလုံးနေရလဲ ပြီးတော့အထူးသဖြင့်အန်တီလိုမျိုးဒီနိုင်ငံမှာနေရသူကတခြားနေရာမှာသွားပြီးတော့လို့အင်ငွေရာတို့ခြံရာအနည်းဆုံး time မှာဆိုလို့ရှိရင်လို့အိမ်လဲဝယ်ခွင့်မရှိဘူးတိုက်ခန်းတော့လိုလို့ရတာပေါ့နော်လေးလာတာပေါ့နော်အဲ့လိုမျိုးပေါ့အခုတော့တော်ပြီဘာမှမဟုတ်တော့ပါဘူးတော်ပြီငါဘာမှမဟုတ်တော့ဘူးအခုဆိုလို့ရှိရင်ကကိုအသက်ကြီးလို့ကိုထိုင်းမှာကိုပြန်နေမယ်ဆိုလို့ရှိရင်မှတိုက်ခန်းလေးငှားလို့ရတယ်တလားစင်ကိုရဲ့ပင်စင်နဲ့ကိုလင်များနှစ်ယောက်ပင်စင်နဲ့တလားတစ်ခါပဲတိုက်ခန်းလေးပဲငှားနေရောအဆင်ပြေတာပေါ့နော်ပြောချင်တာကပြောချင်တာအဲ့လိုမျိုးပေါ့နော် ဒါကြောင့်လည်းအန်ဒီကပြောချင်တာပါလဲဆိုတော့တချို့အရာတွေကကိုကလုံလိုက်မိတဲ့အရာတွေကကို့အတွက်အရှုံးတွေအများကြီးရှိတယ်။အဲ့အတွက်ခံစားရတာကကိုယောဂဝင်လာရတာပဲဖတ်တင်တယ်။အဲ့ဒါမနေ့အိပ်ပုံတက်လာတော့အော်လို့ငါမနေ့ကလည်းလို့အချိန်မှငါစေုံပြေးနေရအချိန်မှလာပေါ့နော်။ဆုံးလူလူတိုင်းကလည်းကိုအဆုံးရှုံးသွားတဲ့အခါရန်နှမျိုးကိုကောင်းတယ်။ငွေကြီးဆုံးရှုံးတာရှိမယ်။ เนาะပစ္စည်းကိုယ့်ရဲ့ဒီတန်ဖိုးရှိတယ်မိသားစုအသက်တွေဆုံးရှုံးရတာရှိမယ်အဲ့ဒါတွေဆိုလို့ရှိရင်ပြန်စဉ်းစားကြည့်တချို့ဆိုလို့ရှိရင်အခုဆိုလို့ရှိရင်ဟိုပေါ့နော်ဟိုကျွန်တော်နိုင်ငံမှာဖြစ်နေတဲ့ဒီအရာတွေကြောင့်တချို့တွေမိသားစုဆုံးရှုံးရတယ်နှစ်ဖက်နှစ်ဖက်နှစ်ဖက်ကိုပြောတာเนาะတစ်ဖက်တည်းပြောတာမဟုတ်ဘူးเนาะနှစ်ဖက်စလုံးမှာမိသားစုရေဆုံးရှုံးရတာရှိတယ်။သားသမီးတွေဆုံးရှုံးရတာရှိတယ်။လင်ယောက်ျားတွေဆုံးရှုံးရတာရှိတယ်။ เนาะအားရဲကိုကြည့်ချင်းအဖြစ်ဒီဆုံးရှုံးမှုတွေကို ကျမတို့တင်ရန်စာယူရမယ်ငါတို့အခုเนาะကျမပြောမယ်เนาะဒီနှစ်ဦးနှစ်ဖက်ကိုပြောတာเนาะနှစ်ဦးနှစ်ဖက်က lobby တွေကျမပြောချင်တာကရှင်တို့တွေကလည်းတင်ဌာနမှာလို့ဒီလိုမျိုးရှင်တို့တွေက lobby နေကြတယ်ဘောဘကလည်းအစင်းကလည်းအနေကိုလော်တယ်အနေနဲ့အစင်းဘက်ကိုလော်တယ်မရှင်တို့လော်နေတဲ့လူတွေကကိုယ့်မြန်မာလူမျိုးအချင်းချင်းနေကိုယ့်လူမျိုးလူမျိုးတွေအသက်တွေကိုရှင်တို့အချင်းချင်းလော်နေကြတာ ဒီဘက်ကလည်းအစိမ့်နေသေးလို့ရှင်ဝမ်းသာကြတယ်ဒီဘက်ကလည်းအနည်းတွေဆုံရှုံသွားအသက်တွေဆုံရှုံသွားဝမ်းသာကြတယ်ဒါပေမဲ့ရှင်တို့တွေကကိုယ်တိုင်ကျတော့အဲ့ဒီထဲမှာသွားနေရလဲမဟုတ်ဘူးရှင်တို့ကိုယ်တိုင်ကျတော့လည်းအဲ့ဒီထဲမှာသွားပြီးတိုက်နေရမဟုတ်ပဲねရှင်တို့က line ပေါ်မှာရှင်တို့ရဲ့ဒီဟို page လေး follow ရဖို့အတွက်ကြောင်ညာရဖို့အတွက်ရှင်တို့ကလုံနေပြီးတော့အသက်တွေကိုရှင်တို့ကအဲ့အသက်တွေနဲ့ရှင်တို့ဘုံလို့ထမင်းစားရတယ်ကျမအံ့လို့မစုံဘူး အဲ့ဒါကိုကျမတို့ကလည်းတကယ်အိတ်စိတ်တက်တွေကိုရမ်းရွံ့ဖို့ကောင်းတယ်။တချို့ဆိုရင်ခြွန်တွန်းလောက်ကြရတယ်နော်။သူများကိုခြွန်တွန်းလောက်တယ်။သူများဒုက္ခရောက်တာကိုတချို့တွေကပြုံးနေကြတယ်။အဲ့ဒီရရတဲ့ပတ်စံနေနဲ့ဟိုကြော်ကားရတဲ့ပတ်စံနဲ့ရှင်တို့စားတောင်းနေကြတာ။ရှင်တို့အတွက်အဲ့ဒါတွေကလေအစိတ်တည်းအမတ်မဆိုးကြအောင်လာတော့ပြောတတ်ဘူး။နှစ်ဖက်စလုံးကျမပြောတာနော်။နှစ်ဖက်စလုံးကျမကပြောကျမဘယ်မှမနေ။ကျမနဲ့လည်းမဆိုင်ဘူး။ကျမဒီ ညီမလူမျိုးတယောက်သာဖြစ်တယ်ဆိုပေမဲ့ကျမထဲမှာဆိုင်တဲ့အရာတို့ကြောင့်ကျမမပြောချင်တော့ဘာကြောင့်လဲဆိုတရက်တရက်ဒီ Facebook မာတွေရော YouTube မာတွေရောအောက်ကူတို့တွေပဲကြည်နေရတယ်သူတို့ရဲ့ဒီ lobby တွေသတင်းတွေပဲထိုင်ဖက်ပြီးတော့အာဟိုဘက်ကလည်း lobby လိုက်ဒီဘက်ကလည်း lobby လိုက်အာဟိုဘက်ကလည်းဆဲလိုက်ဒီဘက်ကလည်းဆဲလိုက်အဲ့လိုမျိုးအဆဲအဆိုးတွေနဲ့ပဲရှင်တို့တွေအသက်ရှင်နေကြတယ်တရက်เนาะတရက်တရက်အဲ့လိုမျိုး ဆယ်လိုက်ကြတယ်ဆိုလိုက်ကြတယ်သူများအသက်တွေကိုမြင်မှလူမျိုးအချင်းချင်းအသက်တွေအသက်တွေဆုံးရှုံးနေရတာကိုရှင်တော့ပြောနေကြတယ်အဲ့အသက်တွေဆုံးရှုံးပြီးတော့အဲ့အသက်တွေကိုရှင်တော့ကပိုလို့၆တွန်းလာဒီလို့၆တွန်းပြီးတော့ရတဲ့ပတ်စံနဲ့ရှင်တို့တွေကစားတောက်နေတယ်ရှင်တို့ရှင်တို့မှာခြေလက်တွေပါတာပဲခြေအခုကဘာဖြစ်နေလဲဆိုတော့ခုခကြီးကဘာဖြစ်လဲဆိုတော့လုံးမလို့စားကြတော့ဘူး Facebook မှာဖြစ်ဖြစ် YouTube မှာဖြစ်ဖြစ်เนาะဟို page clip ဖွင့်လိုက်တယ် ခွင့်ပြုရလို့ရှင်အ ਾਇ ရရတဲ့ဟိုသူများအကြိုက်သူများအကြိုက်ပြောမယ်ဟိုပေါ့အခုကတော်လိုင်းရေးခါလာဆိုတော့အနေချက်အစိမ့်ချိုက်ပြောပြီးတော့စီးပွားရေးစာရှားနေခင်ဖြစ်သွားပြီအလွတ်လောက်ကြပါလားကွယ်နော်အလွတ်လောက်ကြလေကိုကိုရဲ့ခြေခြေလက်အင်္ကာလေးနဲ့အလွတ်လောက်ပြီးပတ်စံရှားကြလေရိုးသားကြိုးကြိုးစားစားနဲ့ပတ်စံရှားစားကြလေအခုတော့မဖိုင်နဲ့အစိမ့်ဘက်ကလည်းအနီရောအော်တယ်အနီကလည်းအစိမ့်အော်တယ်အဲ့ဒီနှစ်ဦးနှစ်ဖက်ကလူတွေကကိုယ့်မြင်မှလူမျိုးအချင်းချင်းကိုပဲတည်နေတာကိုပဲ ဝမ်းတာကြပြီးတော့ချောက်တွန်းကြပြီးတော့အာအဲ့မှာလိုက်ကြည့်တဲ့သူတွေလည်းကျမအံ့လို့မစုံဟိုဟိုခလေးလို့ပေါ့စင်ပေါ်တက်ပြီးတော့ဆဲနေတော့အောက်ကနေဟေးဟားနဲ့ပြုံနေတယ်လို့ပေါ့အခုလည်းအဲ့လိုပဲကိုမြန်မာလူမျိုးတွေနော်ဒီဘက်ကဟိုဘက်ကအသက်တွေပေးနေရတာကိုပြုံနေပြီးတော့အဲ့ရရတဲ့ page ကရတဲ့ဟိုဝင်ငွေတွေနဲ့စားတောက်တဲ့သူတွေကျမအံ့လို့မစုံဘလို့မျက်ထမြင်စားကြလက်ရှင်တို့လေအဲ့တော့မှငက်ပြက်နေကြပြီလား ရှင်းအောင်ပြနေကြပြီကျွန်မေးတာကျွန်မတကယ်ပါကျွန်မပြောပြီးကျွန်မ face ဒီကျွန်မ YouTube ဘာလို့ဖွင့်လဲလဲဆိုတော့ခါကျကျွန်မခီးသွွားပုံလေးတင်ကျင်တာလေခီးသွွားတယ်ကျွန်မအဲ့လိုခီးသွွားတာလေကျွန်မလုပ်ချင်တယ်ပြီးတော့ကိုပြောတဲ့ဘူးတူတာလေးတွေစကားလေးတွေသူများအတွက်အကျိုးရှိကျိုးရှိဖို့အတွက်ကျမဟုတ်တာလေဒီကျမပါကျမကျမအိမ်မှာကျမထိုင်လွတ်နေတာကျမကျမမှာဟို background ကဟိုပါဘာမှမလုပ်ဘူးကျမအိမ်မှာကျမပြောချင်တော့ကျမမှာကျမရိုးရိုးရှင်းရှင်းနဲ့အင်ဂျီဝီကျမထိုင်စကားပြောပါလို့ပါလေဘာလို့သူများ ကိုကိုလူမျိုးတွေတွေးချောင်းစီးနေတာယူကျွန်မကပါလေအဲ့အကြိုက်အရှင်တို့အစင်းကြိုက်လိုက်ပြောမလားအခုချိန်မှာအစင်းကြိုက်လိုက်ပြောမလားအနည်းကြိုက်လိုက်ပြောမလားပြောပြီးအစဲခံလာရှိမယ်ဟိုကျွန်မကမန်ပေါက်တော့ကျွန်မပိတ်ထားပါတယ်ဆိုဘာကြောင့်လဲဘာလို့ကျွန်မဒီပတ်စံလဲကျွန်မကျွန်မပြောပြီးကျွန်မလာကရှိတယ်ကျွန်မစားလို့ရတယ်ကျွန်မလာကနေကျွန်မအစင်ပြေးနေရပဲဒါပေမဲ့ရှင်တို့တွေကြတော့လို့မဟုတ်ဘဲနဲ့အဲ့ lobby lobby တွေကလည်း တို့ရဲ့အမုန်းတရားတွေပေါ့နော်အခုဆိုလို့ရှိရင်လည်းတချို့တွေအမှုပညာရှင်တွေကိုလော်ကြတယ်အခုအဖမ်းခံခိုင်းတာအဖမ်းဖမ်းကြတယ်တော့တော့ပါပြီဘာလို့လဲတို့လည်းတို့တို့လည်းအဲ့အချိန်တုန်းကလည်းတို့ပေါ့နော်ဒီအမှန်တရားပဲဆိုပြီးတို့ရည်ရည်ပြစ်ပြစ်ဖြစ်မယ်အခုအချိန်မှာတို့ is a ya a ကြောင်းနေနေကြတယ်ပြည်ပြေးအမှုပညာရှင်ရဲ့ဆိုင်တော့တို့လည်းဘာပဲပြောတို့ပေးဆက်ခဲ့ရလည်းရှိတာပဲလေနော်တချို့ဒီမှာတော့ အခုချိန်မှာကျွန်မပြောမယ်ဆိုရင်ပြည်ပြည်အမှုပညာရှင်တွေကျွန်မပေါ်ပြောတယ်သူတို့ကဟိုအဝေးကနေတော့ဟိုမလီ boycott တင် boycott တွေလိုက်လုပ်နေကြတယ်သူတို့ကိုယ်တိုင်ကျတော့ဟိုအဝေးတနေရာမှာလွတ်လပ်မှာနေပြီးတော့ဟိုအေးချမ်းနေရပြီးတော့ဘယ်နဲ့ကိုယ်အချင်းချင်းကိုသွားပြီးတော့ boycott လုပ်ပါလားဟောအစိမ့်ဘက်ကလည်းဒီကောင်တို့ချဟောအနည်းဘက်ကလည်း boycott ရှင်တို့တွေကလူစိတ်မရှိတဲ့ဟာတွေဘာကြောင့်လဲဆိုတော့ရှင်တို့တွေရဲ့အာရှင်တို့တွေကအာနာကို ာနာရှင်ကိုတော်လန်တယ်ဆိုတော့ကိုကိုယ်တိုင်ကအာနာရှင်ဖြစ်နေတာကိုရှင်တို့မသိကြအောင်အာနာရှင်တော်လန်ဆိုရှင်တို့ကိုယ်တိုင်အာနာရှင်ဖြစ်နေကိုအချင်းချင်းပေါ်မှာအာနာတွေယူနေကြကိုအချင်းချင်းပေါ်မှာအာနာတွေလုနေကြပြီးတော့ကိုအချင်းချင်းပေါ်မှာတရားနဲ့တရားနဲ့ကိုဟိုပေါ်ပုတ်ခတ်ပြီးတော့တော်တွန်းနေကြတယ်ရှင်တို့စိတ်ဓာတ်တွေအဲ့ရရတဲ့ချမပြောပြမယ်တိလားရှင်တို့အားလုံးလေဘာလို့လဲဆိုတော့ ခုချိန်မှာရှင်တို့ကအာငါတို့အသက်တွေရှင်နေပါသေးတယ်ငါတို့အသက်တွေလေငါတို့မသေးသေးပါဘူးဆိုပြီးတော့ငါတို့ဒီဘက်ကိုဖားလို့ရှင်လည်းငါတို့မသေးသေးဘူးငါတို့လည်းဒီဘက်မှာလုံချုံသွားတော့မသေးသေးဆိုမဲ့တကယ်နဲ့သိချင်းတရားဆိုတာဘယ်လိုဘလို့လာမလဲဆိုတော့ကိုမသိရအောင်သိချင်းတရားဆိုတာဘလို့မှကိုမသိရဒီနေ့သိမလားမပြန်သိမလားဒါမဲ့အဲ့သိချင်းတရားနဲ့စုံတဲ့အခါမှာကြုံတဲ့အခါမှာ ဘလိုမျိုးပုံစံနဲ့ငါသေးသွားမလဲရှင်တို့သူများအပေါ်မှာမကောင်းတာလုပ်ခဲ့လို့ရှိရင်နော်သူများအပေါ်မှာမကောင်းတာလုပ်ခဲ့လို့ရှိရင်အဲ့ဒီမကောင်းတာလုပ်ခဲ့တဲ့စိတ်ရှင်တို့သိတယ်ဒါကောင်းတာမကောင်းတာကိုယ့်ကိုယ်ကိုအသိဆုံးရှင်တို့အသိဆုံးအားလုံးအသိတယ်သမင်းစားတာချီးစားတာကြောက်မပါဘူးရှင်တို့အသိဆုံးငါတွေကဒါလုပ်လို့ရှိရင်ကောင်းလားမကောင်းလားငါတို့လူမျိုးချောက်တွန်းတာကောင်းလားမကောင်းလားအကုန်သိတယ်ရှင်တို့ ဗုဒ္ဓဘာသာမှာဖြစ်စေခရစ်ယာန်မှာဖြစ်စေဘယ်ဘာသာပေါင်းဆိုမှာဖြစ်စေသူများပုံမှာမတရားကြောက်တွန်းတာတော့သူများကဘာမတရားလုပ်တာလို့ဆိုတာဒါဒီနေ့ကြတော့ဒါမကောင်းတဲ့လူတိုင်းသိတယ်အဲ့မကောင်းတာကိုသိနေရတဲ့အဲ့မကောင်းတာကိုသိတာနဲ့ရှင်တို့ကရှင်တို့ရဲ့ဒီ page နာမည်ရဖို့အတွက်ရှင်တို့လုံနေကြရတယ်အကုန်လုံးကဘာဖြစ်လာလဲဆိုရှင်တို့တေကန်နီးမှာအဲ့ဒီရဲ့တေမင်းရဲ့ပေါ့နော် ကျမကဘာလို့ပြောဆိုကျမစေယဝန်တန်းတရား ကျွန်မဆေးရဝင်နေတဲ့ပြတဲ့ကြောင့်ကျွန်မတို့အလုပ်မှာဆိုလို့ရှိရင်အသက်တချို့ဆိုရင်ပြုံးဝင်နေတာရှိတယ်တချို့ဆိုရင်ရှေ့လာများတည်ရတာရှိတယ်အဲ့လိုမျိုးပေါ့နော်တည်ရနေမှာသူ့ရဲ့ဒီပေါ့ဘယ်လိုခေါ်မလဲတင်မင်းနဲ့ဒီပေါ့သူ့ရဲ့ဒီမကောင်းဆိုးဝါးနဲ့ကောင်းတာကိုတိုက်တာလားမသိဘူးထတော်အလူးလက်ခံရတာနော်တချို့ဆိုရင်တချို့ရင်တချင်းနဲ့တည်ရတယ်တချို့ကျတော့အေးခါလိုက်ကြလို့ရှိရင်လေဦးဘောနာဘူးနာဘာပြောနေမှမသိဘူးအဲ့ခါကျတော့အဲ့လိုပေါ့နော်သူ့ကိုပေါ့ဒီဟိုပေါ့ စိတ်ညင်တဲ့ဟာထိုးပေးရတာပေါ့နော်။နာကျင်မှုတွေလည်းရှိမယ်။အဲ့ဒါတွေရှင်တို့မမြင်ရလို့နေနေမယ်။အဲ့လိုမမြင်ရဘူးဆိုရင်ဒီနေ့ပေါ့ဖြစ်လို့ရှိရင်စိတ်ညင်ပါတယ်တော့။စိတ်ညင်ပါတယ်တော့ပြီးလို့ရှိရင်ကြည့်ကြ။သင်ရစာယူကြ။တိလား။ဘာကြောင့်တည်ခြင်းတရားတကယ်ပါ။ကိုအားကြောင့်လို့ကျွန်တော်တို့ဘောနောဟိုကျမဖေကဆိုရန်ကောင်းတဲ့သူကောင်းတော့သိချင်းတရားပါစေတဲ့မနာမကျင်မဲနဲ့မနာမကျင်ရပဲနဲ့အေးစစင်းနဲ့ဘောနောယောဂဝေးနဲ့ခံစားရပဲနဲ့ ဟိုတည်ချင်းစိုးနဲ့မတည်ရပဲနဲ့အဲ့လိုအဲ့လိုပြောလို့ရှိရင်ကျွန်မအားလုံးရေပြောတာနော်ဥစ္စာကတော့ကျွန်မမပြမတုံးကျင်ဘူးဒါပေမဲ့ပြောပြတာဗာလဲဆိုတော့ကျွန်မတို့လူမျိုးတွေကရုပ်မာတာမှနှစ်ယောက်မရှိဘူးကိုယ့်အချင်းချင်းပေါ်ပြန်ရုပ်မာကြတယ်ကျွန်မပြောတာပြောပြီးတော့နှစ်ဖက်ဆုံးကြပါလားကိုယ့်အချင်းချင်းကိုပြန်ရုပ်မာကြတယ်ကိုယ့်အချင်းချင်းပေါ်ကိုပြန်ပြီးတော့၆တွန်းကြတယ်ကိုယ့်အချင်းချင်းပေါ်မှာဟိုသူများကဒုက္ခရောက်တာဝမ်းသာကြတယ်သူများကသေဆုံးလို့ရှိရင်ဝမ်းသာပေးကြတယ်ကို အိုးအဲ့ဒါကိုလေအိတ်စိတ်တက်တယ်ကျမလေးနားမလဲဘူးရှင်တို့တိုက်ပွဲတွေရလေဟိုးပြီပါလာပြီးကျူးကျော်လို့တိုက်တဲ့တိုက်ပွဲလည်းမဟုတ်ပြီပါကျူးကျော်တာလည်းမဟုတ်ဘူးကို့အချင်းချင်းကိုလှက်ပတ်ပြီးတော့ဖြစ်နေတဲ့ပြဿနာလေးမှာနှစ်ဖက်စလုံးကဒီဘက်ကဆုံးလဲဝမ်းတာတယ်ဒီဘက်ကဆုံးသွားဒီဘက်ကဝမ်းတာတယ်လူစိတ်မရှိတဲ့ရှင်တို့ကျမတွေ ဘသူဘက်ကမပြောကျွန်မအကုန်အသက်ပြီးသွားတော့နှစ်ဖက်စလုံးကျွန်မတနာတယ်မတနာတာရှင်တို့လူစိတ်မရှိဘဲနဲ့ရှင်တို့ page တခုတည်းကို follower ရပြီးတော့အဲ့ရနဲ့ချမင်းမျိုးစုံနေတဲ့စားတောက်ချင်ကြတဲ့အဲ့လူတွေပဲကျွန်မပြောချင်တာကိုကိုချမင်းတလို့စားဖို့အတွက်ကလည်းကိုကိုကောင်းကောင်းမွန်ရှာစားလို့ရပါတယ်เนาะအခုဆိုလို့ရှင်တချို့ sell လို့ဆိုရှင်လာဥမာဈေးရနာတွေ TikTok sell လောက်ကြတာရှိတယ်နာမည်ကြီးွားတာရှိတယ်သူတို့အဲ့လိုမျိုးလောက်ကြပါလား ဘာမှဟိုအကြောင်းပြောတယ်အကြောင်းပြောလင်းယူလာအပြစ်လားအမေရဲ့ဆိုလောက်ချက်ကျင်းအမှန်တွေကြီးွားတာပဲဟောအခုဆိုတချို့ဆိုလို့ရှိရင်လည်းအခုမှတို့ရဲ့အသက်ကြီးတဲ့အမေအိုတွေပုံတွေတင်ကြတယ်ဟာတာလေးတွေပြောကြတယ်နာမည်တွေကြီးလာကြတချို့ဆို food blogger ရှိတယ်ခီးသော blogger တွေရှိတယ်အဲ့ရအဲ့လိုမျိုးပတ်စံလေးရှာပြီးတော့လောက်ကြပါလားဘယ်နဲ့ဟိုလူကိုအတုံးချလေးလူကိုအတုံးချပြီးတော့မှရတဲ့ပတ်စံနဲ့အမုန်းတရားရတဲ့ပတ်စံတွေကအဲ့လက်ချောင်းတွေစူးမယ်အဲ့ဒါတွေကမှရှင်တို့အတွက်လေတနေ့ချင်းရှင်ပြန်ခံရမယ့်အရာတွေ ပြောင်းပြနိုင်မလို့အဲ့ဒီ1အဲ့ရစားနေအပူစားတွေအပူစားတွေကရှင်တို့1ဘက်ထဲမှာအဆိုင်ခဲဖြစ်ဖြစ်ဒီနေ့ချမ်းလို့ရှင်ရှင်တို့တေကန်းဒီမှာသူများထက်အစတရာခံရလိမ့်မယ်ဒါကြောင့်မလို့ကျမတော့လေတရက်တရက်ရှင်တို့ဒီတေချင်းတရားဆိုကျမကလဲလို့ပေါ့ကျမဒီအဲ့ဘာနဲ့ attack ဖြစ်တဲ့ခါအသက်ရှူလို့မရခါမှာတော်တော်လေးလူအားလေးစိုးတာနော်။အော်ငါငါတေတော့မှလား။အေးငါငါတားနေငါခွဲရတော့မှလား။အဲ့အတွေးပေါ့နော်။ ရှင်တို့တွေကအခုချိန်မှာငါတို့ကလွတ်နေပါတယ်ငါတို့အမိုးအောင်လေးမှာအေးဆစီလေးပါပဲငါတို့လော်ပေးမဆက်လော်အောင်မယ်ဆိုမဲ့ဒီနေ့ကြလို့ရှင်တေမင်းတေချင်းတရားကရှင်တို့စီကိုရောက်လာတဲ့အခါကျရင်အဲ့တေမင်းကရှင်တို့ကိုဘယ်လိုစီရင်လဲဆိုတာရှင်တို့တွေ့ရလိမ့်မယ်ဒါကြောင့်မလို့အားလုံးပြောချင်ပါတယ်ဘာပဲပြောမေတ္တာထားကြပါတရားနဲ့တရားမေတ္တာတရားထားကြ ကိုယ့်ရဲ့မတည်သေးပေမဲ့လည်း အမြဲတမ်းပြင်ဆင်ရကျွန်တော်တို့ကိုလိုပေါ့မဖြစ်အောင်ဘာချက်ဆောင်မလဲမဖြစ်အောင်ဘာလုပ်မလဲအဲ့လိုမျိုးပေါ့အတွေ့အကြုံငါမသေးကြနေမှာငါဘာလုပ်သွားမလဲအဆူရအရာလေးခေါင်းထဲမှာထည့်ပြီးတော့တောင်းတောင်းမေတ္တာတရားလေးထားကြပါလို့ပြီးတော့အားလုံးအနုပညာပြည့်တွင်းမှနေအနုပညာရှင်တွေအားလုံးဘာပဲပြောတတိဝိယနေကြပါနော်ဘာကျွန်မတော့ဘူးအကုန်လုံးတနာရတယ်လူလူဖြစ်လာကျွန်မအကုန်တနာရတယ်အသက်တွေလကားပေးနေအောင်ကျွန်မတနာရတယ်ဒါပဲလူကျွန်မလူမို့လို့လူရယ်လို့ဖြစ်ရကြလူစိတ်တော့ရှိရတယ် အဲ့ဒါအားလုံးသတိပူရိယာနဲ့နေကြပါလို့เนาะဘာပဲပြောဟိုကောင်းနေစုစုစကုတ်သိနေရပဲလေကိုယ့်အကူပဲစိတ်ထဲမှာထားလုပ်เสียရှိတာလည်းလုပ်ပေးလိုက်အဲ့ဒါလေးတခုပဲပြောချင်ပါတယ်လို့เนาะအားလုံးကျမ်းမှဖြန်းမှကြပါစေလို့ဘာပဲပြောကျမရဲ့ဒီပေါ့เนาะဒီ page လေးကိုကြည့်ပေးရတဲ့သူအားလုံးလည်းကျေးဇူးတင်ပါတယ်ကျမတုံတောင်လည်းသိပြီးတော့လည်းအန်ဒီကလူဆက်ဝင်စားအောင်လည်းပြောတတ်တဲ့ဟိုစရီကြောက်ပါအမေသူများဆက်ဝင်စားအောင်လဲဟို ဟိုလူကြောင်းပြောဒီလူကြောင်းပြောကျွန်မစိတ်ဝင်စားပါဘူးကျွန်မတနေ့နဲ့တွေ့ခဲ့တဲ့ဒီအရာလေးတွေပေါ်မှာပဲပြောသွားခြင်းနဲ့ဒီနေ့ငါဘာတွေတွေ့ခြင်းဝါဒီနေ့ငါဘာခံစားခဲ့ဒီရက်မှာငါဘာဖြစ်လာခဲ့လဲအဲ့အရာလေးတွေကိုအတူယူပြီးတော့အော်ကျွန်မပြောတဲ့အရာလေးတွေကအော်ဒါလေးကတော့ဟုတ်နိုင်ဟုတ်နိုင်တာပဲနေဒီငါဒါလေးကိုငါတို့ तू तू ပြောတာလေးကဒါလေးကငါတို့သင်ငန်းစာယူတဲ့ဒါလေးကငါတို့ယူရမှာဆိုတော့တဲ့လုံးလောက်လေးပဲဟိုခေါင်းထဲမှာပေါ့နော်ရှင်တို့ရဲ့ရှင်တို့နဲ့တိုက်ဆိုင်သွားတယ်ရှင်တို့အတွက်အကျိုးရှိရဆိုရင် ကျွန်မအတွက်အများကြီးကျေးဇူးတင်ပါတယ်လို့ဆိုတော့အားလုံးဒီတောက်ကြတယ်နော်အားလုံးပေါ့နော်ကောင်းသောကံလေးဖြစ်ပါစေလို့ဘာပါပါရှင်